ဟိုတောင်းမှမှာလေအပြစ်တော့မပေးပါနဲ့နော်ဟမ်မရပါဘူး तू ကတတော်ကိုစိတ်ဆိုးနေရပါအဲ့ဒါကြောင့်အပြစ်ပေးမှအောင်ရမှာပါအဲ့လိုပြောပြီးငါပြင်ကြီးကလက်ဖြောင့်တစ်ချက်တီးလိုက်ခြင်းအဲ့ဒီအချိန်မှာပဲချက်ချင်းဆိုသလိုဖို့ထူတယောက်ရေသူဒီပုံစံဖြစ်သွားပြီးရေရီထက်တာတွေဖန်ဝန်လေးတွေကိုရောက်သွားတယ် တရက်မှာတော့ဘိုးသူတယောက်အလောင်းဝင်းငါးလေးတကောင်ပါတဲ့ဖန်အုပ်ကိုကင်လို့ရွာလန်းအတိုင်းထွက်လာခဲ့တယ်။အဲ့ဒီအချိန်အနောက်ကနေစပိန်တီးတန်ကြားလိုက်တော့ဘိုးသူလည်းလမ်းရဲ့တစ်ဘက်ကိုရှောင်ပေးလိုက်တယ်။ဒါမှမဟုတ်ဘဲကအဆင်မပြေတီးနေရနဲ့ဘိုးသူလည်းတင်းလာတယ်။ဟာဒီကောင်မကောင်လဲဟာအနောက်ကိုလှည့်ချလိုက်တော့မှငပိန်ဖြစ်နေရနေ။ဟာဟဲ့အောင်ငပိန်ငါဘသူများလဲလို့မင်းကိုဘာလို့နောက်ကနေဘဲတီးနေရလဲကွ။နောက်တော့ပါကွာ။ ဒါနဲ့မင်းကငားကင်ကင်ပြီပဲလေကွာတော့ဘောငားမွေးနေရဆိုလို့အဲ့ဒါငားရင်မှာရေကမွေးခဲ့တဲ့ဂိုရန်လေးလက်ဆောင်တော့ပြီမလို့ငားလည်းမမွေးဖြစ်တော့လို့လीဟာတော့ဘောကဒါဆိုငားမွေးတော့မှာပေါ့ဒီဒီကလည်းသူ့ဘာကြီးလက်ဆောင်ပြီးရမှာဟုတ်ရဲ့လားဒါပဲရှိတာပဲလေကွာကဲဒါဆိုငားမင်းစပိန်နောက်ကနေတက်ပြီနော်မင်းလဲလန်းကြုံနေမလားအေးတက်တက်မကြုံလဲကြုံရတော့မှာပေါ့ကွာဒါနဲ့ဖို့တူလဲ ငပိတ်စပိန်နောက်ကနေတက်လိုက်ပြီးစပိန်ကလည်းတုတ်ပေါင်းရင်ကိုဥတီလို့ထွက်လာကြတယ်။ဒီလိုနဲ့တုတ်ပေါင်းရင်ကိုရောက်တော့အင်းရှိမောင်တုတ်ပေါင်းတို့သားဘာအလုရှုံနေအောင်တွေ့လိုက်ရတယ်။တုတ်ပေါင်းကတော့ဖိုးထုတ်လာနေတဲ့အခါဟာဟဲ့မလာကြလာကြမင်းငါကလုံနေရဲ့ဆိုလို့လာကြည့်တာကွအေးဟုတ်တယ်ဗဒါနဲ့ဖို့တို့မင်းငါ့ကိုပေးမယ်ဆိုတဲ့ငါရော ဒါနဲ့ဘိုးတူလေးသူ့ရဲ့ငါးကန်လေးကိုတုပ်ပေါင်းကိုပေးလိုက်တယ်။ဟာမင်းကောင်လာနောက်နေရလား။မင်းငါးကောင်ဗမာလေးကွာဘိုးတူကကန်နေလေးမရှိဘူး။ကန်လူကြီးလာပေးရလားကွာ။အဲဒီတော့မှဘိုးတူလေးငါးကန်ထဲမှာငါမရှိတော့တာကိုသိသွားတယ်။ဟမ်ဟုတ်သားပြီ။ဘလို့ဖြစ်တာမလဲ။မင်းတို့လမ်းမတော့ကခလုတ်တိုက်ပြီးငါများထွက်ကြခဲ့တာလားကွာအာမဖြစ်နိုင်တာတော့ပေါ့ရထွက်ကြရင်ငါတိမှာမို့ကွာငါပြီးငါပိန်လဲအဲ့လောက်အမြန်စီးတာမဟုတ်တာ ဒါဆိုငါကဘယ်ရောက်သွားလဲ။ဘာပဲဖြစ်ဖြစ်နောက်ရကြမှာအစ်တတကောင်ဝင်ပြီးလက်ဆောင်ပေးတော်မယ်ကွာ။အခုတော့ဘယ်ရောက်သွားပလဲမသိဘူး။လက်ရှာလိုက်အောင်မေ။တော်ကြကြောင်စာဖြစ်သွားမှစိုးရဲဟိ။ကိုတူလည်းအဲ့လိုပြောပြီးတော့ငပိန်လေးတူအမြန်ပြန်လာခဲ့တော်ရီ။ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ပို့တူတယောက်ရေကစုံရဲ့ခူးပုံအတွက်နှိမ်နဲ့ကြောင်နဲ့ကိုရောက်လာတော်ရီ။ဒီရေကစုံလေးတွေကို ခင်းရင်လေးလုတ်ပြီးခရမ်းကျင်ဒီငပိကြက်လေးနဲ့စားလိုက်ရလို့အရှယ်ပဲဟိပေါ်တူအဲ့လိုတွေ့ပြီးသူ့လေပြီးမှရှိတဲ့ရေကစုံးမိနေကိုခူးနေတော့ဟာဘာဖြစ်တာလဲဟာတီဗီကတော်တော်အမြင့်တွေနေပါလားကဲ့ကွာအဲ့လိုပြောပြီးအပင်ကိုစောင့်ဆဲလိုက်ရကပေါ်တူတယောက်နေပေါ်ကနေအောက်ကိုပြုတ်ကျသွားပြီးအောက်မလေးဗျဒီလိုနဲ့ဘိုးသူတယောက်ရေရောက်ကဘာတွေရောက်သွားတယ် ဒါဘယ်ဘယ်ဟိုရောက်နေရလဲဟာအဲ့ဒီရဲ့ချိန်သူ့ရှိမှာငါးတကောင်ပေါ်လာတယ်မင်းကိုကြည့်ရတာဖို့တူတယ်ဟုတ်ရဲ့လားဗျာဟုတ်ဟုတ်ပါတယ်ဗျဦးကျွန်တော်နာမည်ဖို့တူပါဟာဦးဒါနဲ့ဦးဒီဒီဒီကဘာဘိုင်းလဲဒါကငါးရီရဲ့အတိုင်းပြီပါကျွန်တော်ကငါးပါပဲဒီကဖို့တူကိုတိုင်ညာစာရောက်လာလို့ကျုပ်တို့ငါးတိုင်းမျိုးခေါ်လိုက်ရတာပါဗျာဦးတိုင်တိုင်ညာစာအိုကျွန်တော်ဗာမြလုံးမိလို့လေဗျ။ဒါတော့ငါ့ပြည်ညီစီကိုရောက်မှာကိုရိုင်းမေးကြည့်ပါ။ ကျွန်တော်ကလမ်းပြငားပါပြီကျွန်တော်နောက်ကလိုက်ခဲ့ပါဗျဟိုမလိုက်လို့မရဘူးလားမလိုက်လို့မရပါဘူးမလိုက်ရင်ဒီငားတိုင်းပြည်ကနေတက်တက်လုံးပြန်လို့မရပါဘူးအဲ့တော့မှဖို့တူလေးကြောက်နေနေဗျာဟိုအဲ့အဲ့အဲ့ဒါဆိုရင်တော့ဟိုလိုက်လိုက်ခဲ့ပါမယ်ဗျဒီလိုနဲ့လမ်းပြငားရဲ့ခေါရင်းနောက်ကိုဖို့တူတယောက်လိုက်သွားတယ်လမ်းမြငားလေးငါးမိကြီးရှေ့ကိုရောက်တော့ဘင်းကြီးခင်ဗျာ ကျွန်တော်မျိုးအပြစ်သားဖိုးထုကိုခေါ်လာခဲ့ပါပြီ။အင်းအင်းဟုတ်ပြီ။ဒါဆိုလဲသွားတော့။ဖိုးထုကငါပြင်ကြီးကိုကြည့်ပြီးစိတ်ထဲကနေတွေးနေမိတယ်။ငါပြင်ကတော့ရွရွလူသားပါလားဟ။အပြစ်သားဖိုးထုဘာအပြစ်လုပ်တာလဲဆိုတော့သိလား။မသိပါဘူးခင်ဗျ။ဟိုလမ်းမြငါကတော့တိုင်ကြားစာ ရောက်လာရင်လူပြောတယ်ဗျ။ဟိုကျွန်တော်ငါးကြော်စားတာအောင်များပြောချင်တာလားဗျ။မနည်းရပဲအလောင်းမွေးငါးလေးတကောင်စီကနေတိုင်ကြားစာရခဲ့။မောင်ဖိုးထုသူ့ကိုသူများစီပေးပြတယ်ဆိုအဲ့ဒါဟုတ်လား။ ဖိုးတူလည်းလန့်သွားတယ်။ဗျာဟိုသူသူဟာအခုမှမလေးရင်သူကကိုဒီငါးတိုင်းမြေထဲမှာရှိပါတယ်။အဲ့ဒါမောင်ဖိုးတူကိုအဲ့ဒီပြည့်အတွက်အပြစ်ပေးရပါလိမ့်မယ်။ဘာပြစ်များလဲဗျာ။ဟိုသူသူမကြိုက်ရင်ဟိုကျွန်တော်နောက်ထပ်ဘသူ့ကိုမှမပေးတော့ပါဘူးဗျာ။ဟိုတောင်းမှန်ပါတယ်။အပြစ်တော့မပေးပါနဲ့နော်။ဟမ်မရပါဘူး။သူကတတော်ကိုစိတ်ဆိုးနေရပါ။အဲ့ဒါကြောင့်အပြစ်ပေးမှကိုရမှာပါ။အဲ့လိုပြောပြီးငါးပြည့်ရင်ကြီးကလက်ဖြောင့်တစ်ချက်တီးလိုက်ခြင်း။အဲ့ဒီအချိန်မှာပဲချက်ချင်းဆိုသူလိုဖိုးထူးတယောက် ရေသူဒီပုံစံဖြစ်သွားပြီးရေရီထစ်တာတွေဖန်ဝန်လေးတွေကိုရောက်သွားတယ်။ဟာဟိုကျွန်တော်ကိုအဲ့လိုမလုပ်ပါနဲ့ဗျ။မယုံမနေမောင်ဖို့သူမောင်ဖို့သူရေကိုတက်တာကျုပ်တို့သိပါတယ်။အခုကတော့မောင်ဖို့သူပြဲအတွက်ငါတွေရာမောင်ဖို့သူကိုတဏျာနဲ့တဏျာတဲသွားကြပါလိမ့်မယ်။အဲ့လိုပြောနေတော့ငါတက်ကောင်ရောက်လာပြီးဖို့သူပါတဲ့ငါးကန်ကိုသူ့အင်းနဲ့ကိုရိုက်တရိုက်လုံးလို့ငါးပြင်းကြီးရှိကနေခေါ်သွားတော့တယ်။ အရင်နောက်တော့ပိုးတူကိုငါးတုံးကောင်အောင်ဝိုင်းထားပြီးသူတို့ရဲ့အမိနဲ့ဟိုဘုတ်တီဘုတ်ကစားနေကြရပါဟေးအဲ့ဒါဘာလုပ်တာလဲကျွန်တော်လူနော်ဘာလို့မဟုတ်ဘူးဗျအဲ့ဒီအချိန်မှာပဲသူတို့ဘောကိုပေးဖို့လုပ်ခဲ့တဲ့ငါလေးကပိုးတူကိုငါးတွေဝိုင်းပုတ်နေရကြည့်ပြီးကြီးနေရော်ဒီဟေးဂိုရန်ဂိုရန်မိငါပြောတာကိုကြားတယ်မလားဟေးငါပြောတာကြားလားဂိုရန်အရင်နောက်တော့ပိုးတူလေး ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ဖြစ်ပြီးငါးကန်နေမှနေသတိမိသွားတော့သတိပြရတဲ့အချိန်မှာတော့သူကရေသူထိလေးနေနေအလောင်းမင်းသားတွေထဲထားတဲ့ငါးရောင်းတဲ့ဆိုင်ကိုရောက်နေရပါအာအသက်နည်းရလေစူညံနေရပဲငါအခုဘယ်ရောက်နေပြန်တာလဲခொနကရွယ်စားတဲ့ပိုကြီးတဲ့ငါးကန်တကူတဲ့ရောက်နေမှန်းသိလိုက်တော့လန့်သွားတယ်ပိုတူလေးငါးကန်နေကနေလူတွေကြားမိတယ်နေ ။ဦးကျွန်တော်ကဲပါအောင်။ဦးကျွန်တော်လူပါ။ဦးကျွန်တော်ငားမို့ပါဘူး။ကဲပါအောင်ဗျ။အဲ့ဒီအချိန်မှာပဲသူ့ငယ်ချင်းတုပ်ဘောနဲ့ငပိတ်အတန်ကြားလိုက်တော့။ဟာဒါဒါတုပ်ဘောနဲ့ငပိတ်အတန်မင်းဒီနေ့ကောင်ငါကူညီတောင်းရမယ်။ဟုတ်တယ်။ဒါနဲ့ပို့တူလေငားကဲနေကနေအော်ဟင်းနေရောညီ။ဟျောက်နေဟျောက်နေငါဒီမှာငါဒီမှာငါ့ကိုကဲပါအောင်ကွာ။ကဲပါအောင်။ဆိုင်သားကိုရောက်တော့တုပ်ဘောကဟျောက် ဟိုကဖိုးထူးကိုဖုံးဆက်ကြည့်ပြီမလားလာနေပြီလေလားကွာဟမ်အေးဟိုလာနေပြီလို့ပြောတယ်ကွာဒါနဲ့မင်းကဘယ်ကိုင်းอยู่မှာလဲမသိသေးဘူးဖိုးထူးလာမှသူ့ကိုရွေးခိုင်းရမှာပဲဒီလိုနဲ့သူတို့နှစ်ယောက်နေအချိန်ဆုံးမဝင်သေးပြီစိုက်နှင်းမှာပတ်ကြည့်နေကြတယ်အဲ့ဒီချိန်မှာငပိန်ကဖိုးထူးရှိနေငါးကန်နေကဖိုးထူးကိုမြင်သွားတယ်ငပိန်ကအလန့်တကြားနေဖျောက်တော့ပေါ့ဒီမှာလာကြည့်စမ်းဘာလဲကွာငပိန်ကအလန့်တကြားနေဘာလဲဒီမှာဒီငါက ဖူးထုနဲ့မတူလားယဖူးထုနဲ့တူရဲ့နော်တုပ်ပေါ့ဟမ်အေးဟာဟုတ်တယ်ဟိုဒီကောင်ကဘယ်လိုလုပ်ပြီးတော့ငားကန်နေကိုရောက်နေရလဲဖူးထုလေအပြင်ဘက်ကနေတုပ်ပေါ်နဲ့ငမေပြောနေရကြတော့အချီနေကောင်းပြီဆိုပြီးဟောက်နေငါပြောတာကြားလားငါ့ကိုဒီတရနေခေါ်ထုတ်သွားဆက်မှာကွာဟောက်နေကြားကြလားငါမင်းတို့ငငယ်ချင်းဖူးထုပဲကွာကြားကြလားအဲ့ဒီချိန်မှာပဲတုပ်ပေါ်နဲ့ငပင်းဇပီစွာကြီးဖြစ်နေတော့ဆိုင်ထဲကိုဖူးထုဝင်လာပြီဖူးထုက ဟဲ့နီစောင်းရတာကြာတော့မလားကွာဟာဟုတ်တူတော်သေးရမောကွာငါတို့ကမင်းငားပြက်သွားပြီထင်နေရကွာဟာဘာလို့ငါငားပြက်ရမှာလဲကွာမင်းရလေဒီမှာကြည့်လीဒီငားရုပ်ကမင်းရုပ်နဲ့တူတူပဲကွာဒါနဲ့အပြင်ကဘိုးတူနေငားခင်နေရောက်နေတဲ့ဘိုးတူကိုတေချာကြည့်လိုက်တယ်အတရာဘိုးတူကတော့အပြင်ကဘိုးတူကိုကြည့်ဟဲ့မင်းဘာတူလဲဘာလို့ငားပုံကန်စံနေနေရလဲဟမ် ဖိုတူမေးပြီမင်းအပြင်းအလူတွေကသူ့ကိုဘာမှပြန်မပြောဘဲရင်းနေကြတော့တာပါဟမ်မင်းမယုံကြနဲ့ဒီမှာငါဒီမှာငါ့ကိုဒီကနေ့ကခေါ်ထုတ်ပေးပါကွာအေးဟာဟုတ်တယ်နော်တော်တော်တူတာပဲဟာမသိရင်ငါကငါးခန်းနေကိုရောက်နေတယ်လို့ပဲအေးဟုတ်တယ်ခုနကမင်းမရောက်သေးတော့မတို့များမင်းငါးခန်းနေရောက်သွားလားဆိုပြီးတော့တွေးနေကြသည်ဟာဖိုတူကတော့ငပိတ်စကားကိုရေးလိုက်ခြင်းမင်းကလေပေါ့ပေါ့ရှာရှာမဟုတ်တာလို့ ငါ့ဘာကိစ္စနဲ့ငါ့ငယ်နေရောက်အောင်ပါလေကွမင်းကပြောရတာမဟုတ်ဘူးကွကိုတကာလည်းဂျိုသားတွေရောဘာတွေရောဆိုတော့ဘလို့လေငါတို့ဒီငါဖို့သူ့ကိုဝယ်သွားကြမှာတူပေါ်အဲ့လိုပြောလိုက်တော့အပြင်းရဖို့သူပါအာမင်းကလေဘာလို့မဝယ်မှလဲကွဟိုငါငါဖြစ်နေရဲ့ယုံကြည်မြင်ရမှာဦးမင်းကစက်သိမ်းမထအောင်လားမင်းပြောမှာပဲငါစက်သိမ်းထတော့ကွာအေးကွာမွဲတော့ငါ့ကိုကန်နေထဲလို့ရှာမင်းအလောင်းမွေးငါးလေးတွေသာရွေးပြီးတော့ကွာအေးရွေးပြီးမယ်လीလား ။ဦးတမကန်ညလည်းကြည်ကြည်ကြောင်စို့။ဒီလိုနဲ့အပြင်ကပူကြည့်လေ။တော်ပေါ်နေငပင်ကိုအကြကန်ဒီပဲခေါ်သွားတယ်။ကန်ထဲမှာရှိနေတဲ့ပိုးထူးကတော့မျက်ရည်တွေဝဲလာတာပါ။ဘာလဲ။ဘာဖြစ်နေရလဲ။အပြင်ကလူပါမသိလေ။ငါ့ရောဘာလို့ဒီတဲ့ကိုရောက်နေရလဲ။ဦးကျွန်တော်လူသားဘွားနဲ့ပဲနေချင်ပါတယ်။နောက်တကဘသူ့အမမပေးတော့ပါဘူး။ဦးကျွန်တော်ကိုထုတ်ပေးပါဗျာ။အိမ်ရောမှာပိုးထူးနေငါကန်နေရနေချက်ချင်းပြောက်သွားလို့လေ။အဲ့ဒီချိန်မှာပဲ ငောင်းဝဲပြီးသွားတဲ့တို့ပေါ်ကဘိုးသူရှိရဲ့ငါးကန်စီကိုပြန်လာကြည့်လိုက်တော့ဟာငါဘိုးသူမရှိတော့ဘူးပဲကွငပင်ကလေမယုံနာနဲ့ကြည့်ချင်းလိုက်တော့အေးကွဟုတ်သားပဲမရှိတော့ဘူးပဲဟမ်တရားရဝဲသားလူနေမှာပေါ့ကွလာပါသွားရအောင်ဒီလိုပြောပြီးဘိုးသူကိုသုံးရောင်းလေးစိုက်နေရနေထွက်သွားကြတယ်တမမလေးငါဖို့တူဖြစ်နေရဲ့ဖို့တူဟာ ငါးတိုင်းမြေတွေကိုပြန်ရောက်သွားတာဆိုတော့ဟမ်ငါးတိုင်းမြေတွေကိုပြန်ရောက်သွားမလားအဲ့ဒီအချိန်မှာပဲငါးပြည်ကြီးဟာမဟုတ်ဘူးဘလို့လဲအတွေ့အကြုံကောင်းနေမှာရခဲ့ရလားကွကျွန်တော်နေရာမှာရှိနေတဲ့ဘုသူကဘာတူလဲဘာတူလဲရင်စိတ်မူပါနဲ့မဘိုးတူပြောက်သွားတာဘာတူမှမသိအောင်ကျွတ်တော့အစီအစဉ်ပေးထားတာပါမဘိုးတူလူပြီကိုပြောက်တာနဲ့သူကလူလူပြောက်သွားမှလိမ့်မယ်ကျွန်တော်တော့ဒါလိုမလုပ်တော့ပါဘူးကောင်းမှန်ပါလေကျွန်တော်ပြန်လို့ပေးပါနော် ကျုပ်တို့လှုပ်ပေးလို့မရပါဘူး။တိုင်ညာဆောင်ပိုးခဲ့တဲ့ငါခွတ်လှုပ်ပြီးဆိုမှလှုပ်ပေးလို့ရမှာပါ။ဟိုဒါဆိုလဲသူ့ကိုခေါ်ပြီးပါ။ဟိုကျွန်တော်တောင်းမှန်ပါမယ်ဗျ။ဖိုတူအဲ့လိုပြောတာနဲ့ငါပြင်ချင်းလေး။ဂိုဒန်ငါလေးကိုဖိုတူရှေ့ကိုခေါ်လိုက်တယ်။ဖိုတူလေးဂိုဒန်ငါကိုတွေးလိုက်တော့မတောင်းမှန်ပါလေ။ငါမင်းကိုမတို့မှမပေးတော့ဘူးနော်။မင်းကငါကတကောင်နဲ့ဖြစ်နေမှာဆိုလို့ငါတကယ်ချင်းရှိတဲ့စီကိုပို့ပေးတာပါ။ဒါပေမဲ့မင်းမကြိုက်ဘူးဆိုရင်ငါမပို့တော့ဘူးလို့ဂရုပေးတယ်ကွာ။ဖိုတူအဲ့လိုပြောလိုက်တော့ငါပြင်ချင်းကြီးက ကဲကိုရန်မဟုတ်တော့အမင်းကိုတောင်းပန်နေပြီမင်းဘလို့လုပ်ကျင်လဲခွလုပ်ပြီးတော့မလားဒါနဲ့ကိုရန်ကလည်းငါပြည့်ရင်ကြီးနာတူတူလေးကပ်ပြောင်းလိုက်တယ်ငါပြည့်ရင်ကြီးကတော့ခေါင်းညိမ့်ညိမ့်နေပါအင်းအင်းဟုတ်ပြီဟုတ်ပြီကျုပ်နားလေပြီကျုပ်ပြန်ပြောပြလိုက်ပါမယ်ဖိုးတူလေးညှော်လေးတကြီးနဲ့ကြည်နေသူဘာပြောလဲရင်သူပြောတာကတော့မဖိုးတူကိုသူတလူလုံးမိလို့စိတ်မကောင်းပါဘူးတဲ့သူ့ကိုလည်းနားလေပေးပါတဲ့သူခွင့်လို့ပေးပါမယ်တဲ့ ဖိုတူလေးငါမရဲ့ကြည်စကားဆုံးတော့ဝမ်းသာသွားတော့တယ်။ကျေးဇူးတင်ပါတယ်ဗျာ။ကျေးဇူးတင်ပါတယ်။အိမ်တော်တော့လမ်းပြငါကိုငါမရဲ့ကြည်ကလှမ်းခေါ်လိုက်တယ်။လမ်းပြငါရောက်လာတော့ငါမရဲ့ကြည်ကမဖိုတူကိုသူ့ရောင်သူ့ကိုပြန်လိုက်ဖို့ပေးလိုက်ပါ။ဒါနဲ့လမ်းပြငါလေးဖိုတူကိုကျွန်တော်နောက်ကလိုက်ခဲ့ပါမဖိုတူ။ဖိုတူလေးလမ်းပြကနောက်ကနေလိုက်သွားတော့တယ်။ ိမ်နောက်တနေရာကိုရောက်တော့လမ်းညာငါကပို့တူကိုတွတ်သွားနေကြိုက်လေတီအာနားလိုက်တာအဲ့ဒါဘာလုပ်တာလဲဗျစင်မရှိပါနဲ့ဒါမှလူတိုင်းမျိုးကိုပြန်ရောက်မှာမို့ပါဒီလိုနဲ့တောင်းကြတော့ပို့တူလည်းငါးစိတ်မိပြီးတတိမိသွားတော့နီတတိပြန်လာတဲ့အချိန်မှာရှာရီကရေထဲမှာဘွားကနေပေါ်လာတဲ့အတွက်ချောင်းထဲမှာရေကူးနေရဲ့ဖိုးထုံဟာဟဲ့ဖိုးတူလဲလိုက်တာကွာ င်းကဘယ်ကနေမလို့ပေါ်လာလေကွာရင်းကောက်နေရလားပိုးတူကလည်းငါတို့ဘိုးတော်အောင်မြင်တော့ဝမ်းသာသွားပြီးပြေးဖက်တော်တယ်ဟာကိုွေးဘိုးတော်ဝမ်းသာတယ်ဗျာဟိုင်းအောင်ဘာလို့လာလေကွာဟာရတယ်ဟာကြောက်မနေတော့ဘူးကွာဖယ်ဖယ်ပိုးတူလည်းငါတို့ဘိုးတော်ကိုဖက်တန်းရကဖယ်လိုက်ပြီးကမ်းမော်ကိုခုန်တက်လိုက်တယ်ကမ်းမော်ရောက်တော့ရှည်သူတေးလို့ဖြစ်နေကလေးသူ့ခြေတော့ကလူခြေတော့ပြန်ဖြစ်နေ啊ဆိုတော့ဟာ ငါလူကြီးတော့ပြန်ဖြစ်သွားပြီကိုတူလည်းသူ့ခြေတော့ကိုသူကြည့်ပြီးကမ်းပေါ်မှာခုံပေါက်နေလို့လေအိမ်တော်တော့အပျော်လွန်ပြီးရွာလေးကိုပြေးဝင်သွားတော့လေဖိုးတော်ကတော့ဖိုးတူကိုကြည့်ပြီးတော့ဒီကောင်ကဘာယူထနေလဲမသိဘူးဖိုးတူတယောက်နဲ့တော့ရင်လေးတွေ